မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင့်ခန်းကရုံး channel ရနေပြီးတော့အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဒီမလေးနေနေရနေပုံမြင်လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။ပုံမြင်အသက်လေးတွေကိုထပ်မံပြီးတော့နားဆင်ကြနေဆိုရင်တော့နေနေတို့ရဲ့ခန်းကရုံး channel လေးကို subscribe လုပ်ပေးပြီးတော့ဒေးဟခန်းလုံးလေးကိုလည်းနှိပ်ပေးဖို့မမေ့ပါနဲ့ဦးနော်။တောပြန်လာပြီအမေ။ကျွန်တော်ကျောင်းကနေပြန်လာပြီးတော့အိမ်အဝင်းပေါက်ရောက်ရချင်ပါပဲ။အမေကိုအခုလိုမျိုးអော်ပြီးတော့ကျွန်တော်ပြန်ရပြီဖြစ်တဲ့အကြောင်းကိုပြောထပ်ပါရစေ။ အဲ့ဒီလိုမျိုးကျွန်တော်အကြောင်းကပြန်ရပြီဖြစ်ကြအောင် အမေတီးသွားတဲ့အခါမျိုးမှာအမေကကျွန်တော်ကိုအမြဲတမ်းပဲအေးဒါဆိုရင်ရေချိုးထမင်းစာပြီးရင်အင်စာတွေလုံးလို့ပြောတတ်ပါရဲ့အဲ့ဒီလိုမျိုးအမေနဲ့ကျွန်တော်တို့နှစ်ယောက်သားအပြန်အလှန်ပြောခဲ့ကြတာဘရောမဝတ်တရားမပြတ်ခဲ့ကြပါဘူးဒါပေမဲ့1964ခုနှစ်မတ်လ14ရက်စနေနေ့မှာတော့တအိမ်လုံးကတိတ်ဆိတ်လို့နေပါတယ်ကျွန်တော်လည်းမိသားစုအိမ်ခန်းတွေကိုဝင်ခဲ့ပါတယ်အမေဟာ မန်တင်ကုံစပွဲရှိဟာခုံလေးပေါ်မှာထိုင်နေပါတယ်။အမေမျက်ရည်တွေကပါးပြင်မှုမှုပေါ်ကိုစီးကျနေကြပါတယ်။အမေကဝင်လာတဲ့ကျွန်တော်ကိုကြည့်လိုက်ပြီးမင်းမမမနဲ့ကဆုံးသွားတယ်လို့ပြောပါတယ်။ကျွန်တော်ဘာလို့ရမှန်းမသိတော့ဘူးဖြစ်သွားရဲ့။ရောက်တဲ့နေရာမှာပဲတွေ့ပြီးတော့ရက်နေမိလိုက်တယ်။ကျွန်တော်ကအခုအသက်30နှစ်ပဲရှိသေးတယ်။သိတယ်ဆိုတာကိုကျွန်တော်နားမလည်နိုင်ဘူးဖြစ်နေပါတယ်။ကျွန်တော်အမရဲ့ကြောင်းလွယ်အိတ်ကို ဇပွဲပေါ်မှာတွေ့ရပါတယ်။လွယ်အိတ်ကလေးကသူ့ပိုင်ရှင်ကိုစောင့်နေတယ်လို့ပဲကျွန်တော်ဒူးထောက်ချလိုက်တယ်။ပြီးတော့စစ်ကလေးကိုတဖြည်းဖြည်းဆွဲဖွင့်လိုက်မိပါတယ်။လွယ်အိတ်အထဲမှာတော့တက်တက်ရရပဲစာအုပ်တွေထည့်ထားတာကိုတွေ့ရပါတယ်။ဖတ်စာအုပ်တွေကတစ်ဖက်၊ဗလာစာအုပ်တွေကတစ်ဖက်၊ပေရန်ထက်တဲ့ဘူးကလေးကိုလည်းစီထည့်ထားတယ်လေ။အမအကြောင်းသွားတိုင်းစီးသွားတဲ့ခေါင်းကြီးကျိုးအဝါလေးလည်းအထဲမှာရှိတယ်။ကျွန်တော်က အမရဲ့ဗလာစာအုပ်တချို့ကိုအသားလေးထုတ်လိုက်ပါတယ်။ဗလာစာအုပ်ထဲမှာတော့ကောင်းအလွန်ကောင်းလို့ရေးထားတဲ့မင်းအနီအောင်နဲ့ဆရာမရဲ့မျက်ချက်တွေကိုတွေ့ရပါတယ်။သင်္ချာဘာသာမှာတော့အမကညံ့နေကျွန်တော်ဗလာစာအုပ်တွေကိုတက်တက်ရရဖြစ်အောင်ပြန်ထည့်လိုက်ပါတယ်။ကျွန်တော်သူ့စာအုပ်တွေယူကြည့်တာအမစိတ်ပူမလားလို့ကျွန်တော်တွေးပြီးတော့စိတ်ပူမိပါသေးတယ်။အဲ့ဒီညနေကကျွန်တော်ကအိမ်ရှိကိုထွက်ပြီးတော့အမပြန်လာမှာပါဆိုပြီးတော့အဆောင်ကြီးဖြစ်ခဲ့သေးတယ်။ မကဘတ်စကားနဲ့ပြန်လာနေကြလေဒီတော့ကျွန်တော်တို့အိမ်ထဲတစ်ဖက်လမ်းကကားမတိုင်မှာဘတ်စကားတွေရက်တိုင်းရက်တိုင်းအမများပါလာလေမလားလို့ကျွန်တော်ကြည့်ကြည့်နေမိပါရဲ့ဟင်းအင်းအမပြန်မလာပါဘူးဗျာအမေဟင် အမပြန်လာမှာလားကျွန်တော်အမေကိုခဏခဏပဲမေးနေမိပါရဲ့အမေဟင်းအမကဘာလို့ပြန်မလာရတာလဲဒီလိုအမေကိုကျွန်တော်ခဏခဏပဲမေးမေးနေမိပါရဲ့အမေ အမကဘာလို့တရတာလဲအမေကငိန်နေရင်းနဲ့မျက်ရည်တွေပါးပြင်းပေါ်စီးကြလာတယ်ကျွန်တော်ကမယက်မနာပဲခဏခဏမေးနေတာတွေကိုကျွန်တော်နားလေသဘောပေါက်အောင်အမေကအတိတ်ပဲရှိရှိမဖြေနိုင်ခဲ့ပါဘူးအဲ့ဒီနေ့ည9နာရီလောက်မှာလိပ်ပြာကောင်အိမ်ထဲဝင်လာပြီးတော့နန်းရဲ့အမြင့်တနေရာမှာနားနေပါတယ်အမေကလိပ်ပြာကိုလမ်းပြပြီးတော့ကျွန်တော်ကိုလိပ်ပြာကိုမောင်းမထုတ်လိုက်နဲ့နော်လို့တတိပေးပါတယ် ကျွန်တော်အိပ်ရာထဲဝင်တဲ့အထိအဲ့ဒီလက်ပြာကအဲ့ဒီနံရံအမြင့်ပေါ်မှာပဲရှိနေတော့မှဒါပေမဲ့မနေ့ကျွန်တော်အိပ်ရာကနိုးလာတဲ့ချိန်မှာတော့လက်ပြာမရှိတော့ပါဘူးအဲ့ဒီတော့မှပြီးခဲ့တဲ့နှစ်ရက်လောက်တုန်းကဖြစ်ပျက်ခဲ့တာတစ်ခုကို ကျွန်တော်အမှတ်ပြန်ရမိပါတော့တယ်အဲ့ဒီနေ့ညနေမှာတော့ကျွန်တော်ဘတ်စကားစောင့်နေရလေအဲ့ဒီဘတ်စကားနဲ့အမကအเจ้าကပြန်လာတတ်တယ်မတ်တိုင်ကိုဘတ်စကားတွေတစ်စီးပြီးတစ်စီးဝင်လာကြပါမယ် အမဘာမလာတော့ဘူးနောက်ဆုံးလမ်းမေးကမီးတိုင်ကြီးမီးကလင်းလာတော့မှ အမဘတ်စကားပေါ်ကဆင်းလာတယ်ကျွန်တော်ကပြေးပြီးတော့ကြုံလိုက်ပါတယ်ဘာလို့လဲဆိုတော့အမကကျွန်တော်အတွက်တကြားလုံးတွေဝယ်လံတက်လို့ပါပဲဒါပေမဲ့အဲ့ဒီနေ့မှာတော့အမကျွန်တော်အတွက်ကိုဘာမှဝယ်မလာခဲ့ဘူးမမအလုပ်များနေတယ်မနေ့ကျန်ကြရင်ဒီဇိုင်းတင်ရမယ်ကားပေါ်ကဆင်းဆင်းချင်းပဲအမကပြောပါတယ်အိမ်ရောက်လို့ရေမှုချိုးထမင်းစားပေးရတယ် အမကထမင်းစပွဲကိုရှင်းလင်းတုပ်တင်ပြရနဲ့သူ့လုပ်ငန်းကိုစနေပါတော့တယ်။မီးလုံးရဲ့အလင်းရောင်ဝါချင်းချင်းကအမရဲ့အရေးပြီးမှကြာနေပါတယ်။အမပတိဆွဲနေတဲ့နားကိုကျွန်တော်အသာကပ်ပြီးကြည့်လိုက်တော့ဆေးဘူးတွေကိုဝင်တက်ပြီးမောက်မပြစ်လိုက်နဲ့နော်။အမကကျွန်တော်ကိုသတိပေးပါတယ်။အမဘာဖွင့်ဆွဲတယ်လဲလို့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာပုံဆွဲစကူအဖြူပေါ်မှာအကွက်နှစ်ကွက်ဆွဲထားတာကိုမြင်ရပါတယ်။အတန်းလိုက်က၃ကွက်၊ဒေါင်လိုက်က၄ကွက် ကွက်တိုင်းမှာ အမကလက်ပြပုံနဲ့ခဲနဲ့ရတာတယ်လက်ပြတဲ့အကုံလုံးကတပုံစံနဲ့ပဲမင်းအနဲ့ရောင်နဲ့ကောက်ချောင်းတွေကိုထင်းထင်းရှားရှားဆွဲလိုက်တော့ပုံကပိုပြီးတော့ကြွလာတယ်လက်ပြတိုင်းမှာလည်းကောက်ခွေးနေတဲ့နှမောင်းလေးတွေကိုစီကိုငါပါတယ်အတောင်မှတစ်ဖက်စလုံးမှာအစင်းချောင်းတွေနဲ့အဆက်တွေပါတယ်လေနောက်ခံရောင်ကိုမင်းချဲပေးမလားအမကကျွန်တော်ကိုမေးတယ်ကျွန်တော်ပျော်သွားတယ်ခက်မြမြန်ပဲကျွန်တော်ခေါင်းညိပြလိုက်တယ်နောက်ခံရောင်ကိုတော့ပန်းနွေရောင်တစ်လက် အဝါရောင်ကလေးတစ်လက်ချဲ့ပေးရည်ကျွန်တော်တို့မောင်နှမနဲ့ပုံဆွဲလို့ပြီးသွားတော့တော်တော်လေးညှိနေလို့နေပြီလေအခုကျွန်တော်မက်မိသွားပါပြီအမဆွဲခဲ့တဲ့လေးပြားတွေကညာတော့အိမ်ထဲဝင်လာပြီးတော့နာရံမြင့်မြင့်ပေါ်မှာနားခဲ့တဲ့လေးပြားနဲ့တပုံစံနဲ့ပဲဆိုတာမနေ့တိုင်းမနေ့တိုင်းအမကအချောင်းကိုအစောကြီးသွားရပါတယ်ဘက်စကားမီသူခင်ဗျာပြေးရရှာတယ်လေကျွန်တော်ကတော့အမအချောင်းသွားတဲ့အချိန်မှာအိယာကမနိုးသေးဘူးဒါပေမဲ့ အမသေးတဲ့မနက်ကကျွန်တော်နိုးတယ်။မနက်9နာရီခွဲမှာအမအတန်ကိုကြားလိုက်လို့နိုးသွားရတာပါ။အမကမနက်စာကိုပြီးအောင်စောင်းမသွားရှာဘူးလေ။တကားကိုဖွင့်ပြီးတော့လေကားကအပြေးလွှာအောက်ကိုဆင်းသွားပါတယ်။ခြံတကားဖွင့်ပြီးထွက်မှအမကမောင်လေးရေမမသွားရမယ်နော်လို့ကျွန်တော်ကိုနှုတ်ဆက်သွားခဲ့ပါသေးတယ်။အဲ့ဒီလိုမောင်လေးရေမမသွားရမယ်နော်လို့နှုတ်ဆက်သွားခဲ့တာကအမကျွန်တော်ကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ နှုတ်ဆက်သွားခဲ့တာလို့ကျွန်တော်မသိလိုက်ပါဘူး။အမကသူတို့အကြောင်းရဲ့အကြောင်းဝတ်စုံရင်းကြီးအပြာလေးကိုဝတ်ထားပါတယ်။လက်တစ်ဖက်ကတော့အကြောင်းလွယ်အိတ်ကိုဂိုင်းကျွန်တော်ကိုကြောပေးပြီးတော့ဆန်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကအမ14နှစ်အရွယ်ပဲရှိပါသေးတယ်။နောက်နှစ်ပေါင်းအတော်ကြာပြီးမှတိလာခဲ့ရတယ်။အမကကျွန်တော်နဲ့ဘာမှသွေးသားမတော်ဆက်ဘူးဆိုတာကို အမကမွေးစားသမီးတဲ့။ဒါပေမဲ့ အဲ့ဒီမွေးစားသမီးဆိုတာကအရေးမကြီးပါဘူး။နှစ်တွေဘလောက်ကြာကြာအမကိုကျွန်တော်ချစ်ခင်နေတော့မှာပဲ။အခုတော့မှကျွန်တော်ကအမတည်တဲ့ညကသွားနေတဲ့နိုင်ကိုရက်ပြစ်လို့ရရင်ရထားပြစ်ချင်တဲ့စိတ်ရှိနေသေးတယ်။အမဘာလို့တည်ရတာလဲဆိုတာကိုကျွန်တော်နှစ်အချိန်နေမှာသိရပါတယ်။ကျွန်တော်အမေပြောပြတာကတော့အမကကျောင်းကအိမ်သာအဝင်မှာလဲကြပြီးတော့တည်ဆုံးနေတာတွေ့တာပါတဲ့။တိတ်မကြခင်ကမှ ကျွန်တော်အမရဲ့တေဆုံးကြောင့်အထောက်ထားမိတူကိုဆေးရုံကရခဲ့ပါတယ်။အဲ့ဒီတေဆုံးကြောင့်အထောက်ထားမိတူမှရေးထားတာကတော့အုံတော့သွေးကြောပြက်ရည်တေဆုံးရခြင်းဖြစ်ပါသည်တဲ့။အမတေဆုံးခဲ့တဲ့အဲ့ဒီနေ့ညကတော့အိမ်ထဲကိုဝင်လာတဲ့လက်ပြာအမကျွန်တော်စီကိုအလဲလာတာပါပဲ။အဲ့ဒီကမှတဆင့်အမကနောက်ဘဝတစ်ခုကိုကြောင်းတာလို့ကျွန်တော်ယုံကြည်နေမိပါတယ်။အင်းပြား တနေ့ကျွန်တော်လည်းဒီခီးမျိုးကိုသွားရအောင်ပါပဲ။အဲ့ဒီအခါကျရင်တော့ကျွန်တော်ကအမနဲ့ဆုံရအောင်ပါပဲ။ဆုံလင်းဆုံချင်ပါတယ်။ဆုံမရစေလို့လည်းဆန္ဒပြုပါတယ်။ပုံမြလေးကိုဒီမှာပဲရနာကြပါရရှင်။နောက်နေ့ဒီမှာလည်းနေနီတို့ရဲ့ခန်းကရူး channel ကနေပြီးတော့တတမီမီတို့နားဆင်လို့ကောင်းမဲ့ပုံမြလေးတွေနဲ့အတူလူကြီးလူငယ်မရွေးနားဆင်နိုင်မဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်နီနီတို့ရဲ့ခန်းကရူး channel လေးကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။ နားဆင်ပြီးခဲ့တဲ့မိတ်ဆွေတွေအားလုံးပဲပုံမြင်လေးတွေနားဆင်ရင်းနဲ့ဘဝရဲ့အမောတွေပြေပြောင်းနိုင်ကြပါစေရှင်